ဟယ်လိုအားလုံးမင်္ဂလာပါဘတ်စပေါ်နေပြန်လဲချိုးဆိုပါတယ်ခင်ဗျာ အခုတော့ကျွန်တော်တို့ဒီဒီညမှာရှင်မင်္ဂစားမဲ့ချန်ပီယံလေးရဲ့ဒါစစ်တော်တင်းစင်ဒုတိယမြောက်နေ့ဘွဲစဉ်တွေကိုကျွန်တော်အမင်းလေးကိုပြဆက်ပေးခြင်းပါလေလင်းကြတော့ကျွန်တော်တို့ဒါအမခံရတဲ့ဒီမြတ်ဖြစ်တော့ကျွန်တော်တို့ကျွန်တော်မှန်းထားတဲ့ဆက်ရက်ပြင်မှာဘာစီတို့ဘိုင်ယန်တို့အင်တာတို့ကကျွန်တော်တို့နိုင်ဝဲကိုစီရခဲ့တယ်မထင်မှတ်ဖြစ်နေကျွန်တော်တို့ဒီဘာဘူးမှန်းသားပြီမဲ့ PSG ကတော့ဒီအတိုင်းပဲဒီဘာဘူးရဲ့အိမ်ဝင်အန်ဖီးမှာကျွန်တော်တို့ ဒါတော့မှကိုကောင်းဝင်နေတယ်မခုရောက်ပြီးတော့နောက်အစီအစဉ်တက်သွားတယ်ဒီနေ့ညကတော့လန်ဒီနဲ့ဒေါ့မွန်ပဲရှိတယ်အပြီးအာစနယ်နဲ့ PSV Aston Villa နဲ့ Club Brugge ဘွဲစဉ်ဒီစာမထွေတို့ဒါပေါ်ကြီးပွဲကောင်းကတော့ Madrid Derby ဖြစ်တယ် Atletico Madrid နဲ့ Real Madrid တို့ကဆိုတော့ AD ကိုရဲ့အင်ကွင်းမှာကစားကြမှာဖြစ်ပါတယ်ရင်းဆုံးလန်ဒီနဲ့ဒေါ့မွန်ကြည့်မယ်ဆိုတော့ဒီနေ့ရင်းဆုံးဒေါ့မွန်ဟာ အင်ဝင်မှာတော့ line တွေကိုပြေးချပြီးတော့အခု line ရဲ့အင်ဝင်မှာဒေါမွန်ကြီးနဲ့တောင်းခံနိုင်စွမ်းရှိပါမလားဆိုတော့ကျွန်တော်ရင်တစ်ချက်ကြည့်ရမယ် line တွေကိုဒီရာဒီမှာ short တွေ့လို့မရဘူးပြ line တွေကသူတို့ရဲ့ lead မှာဆိုရင်တော့ line တွေပဲစင်းနေဆိုတော့ line တွေမှာအဆင့်၅မှာရပ်တည်နေတယ်ဆိုတော့ကျွန်တော်ကတော့ line ရဲ့ဒေါမွန်မှာဆိုရင်တော့အင်ဝင်အတာတဲ့နဲ့ဒေါမွန်ကိုကျွန်တော်တို့ဒီပတ်ပါတော့ဆက်ကြောက်လွင်းဆင်မှာပဲ target လိုက်မယ်လို့ထင်နေပြ။နောက်ဘက်ကအာဆင်နဲ့ PSP ဒီဘက်ကတော့ကျွန်တော်တို့ရေခုံစရာတော့မကောင်းတော့ ဘယ်လို့ဆိုတော့အားလုံးလည်းဒီပွဲစဉ်ရဲ့ရလဒ်ကိုတည်နေပြီးတော့အရင်ပြည်စဝေအင်္ဂွက်မှာ71ဆိုရရလဲနဲ့နိုင်ထားတာဆိုတော့ဒီညပွဲဟာ PSV နဲ့ဖွင့်တဲ့ဂိုးချီတော့69ခုနှစ်ဂိုးဒီရောအာစနယ်ကိုလုံးဝမရှုနိုင်ဘူးဒီတော့ကြောင့်မို့ဒီဂျာဘောက်ကွန်တာဖိုင်နယ်ရလဲဟာအာစနယ်အတွက်ပဲဖြစ်ပါတယ်ဆိုတော့အာစနယ်နဲ့ PSV ပွဲကတော့ကလီဇာဆရာပွဲပွဲပဲဖြစ်ပြီးအာစနယ်ဒီပြီးများလိမ့်မှာလဲဒါအချင်းကြီးကတော့ဂျပါဘူးနဲ့အမက်ကတော်လေးပြတ်သွားတယ်အခု ချန်မရိတ်မှာပဲအာယိုဆွဲတင်နေဆိုတော့ဒီနေဘွဲကတော့သူတို့တွေပြုလက်ကျင်ကန်ဆင်းတော့ဖဲသူတို့ကစားရမယ်လို့ထင်တာပါထင်ပါလေဘာဖြစ်ဒီညဘွဲကတော့အာစနယ်ပဲဒီတော့တက်မယ်နောက်ကတော့အက်စတန်ဘူလာနဲ့ကလပ်ဘရုပွဲစဉ်မှာအက်စတန်ဘူလာရဲ့အင်ဂွင်းမှာကလပ်ဘူကိုအခန့်ကစားရမှာဆိုတော့ကလပ်ဘူရဲ့အင်ဂွင်းတွားကစားချိန်မှာအက်စတန်ဘူလာ31ဆိုရလက်ကို9ဘွဲပေါ်ဆောင်ရဆိုတော့ဒီကြပေါ့ဒီညကလည်းအက်စတန်ဘူလာကကျွန်တော်ကလပ်ဘူကိုတော့ဒီကြပေါ့ဒါ9ပြီးတော့ quarter final မှာ PSG နဲ့တွေ့ဖို့အချိန်ကြီးကတော့လေကောင်းတယ်။ကွာတာမှာတော့ Aston Villa အနေနဲ့ PSG ကိုတော့တို့တွေ့ရမယ်။ PSG ကလည်းတဘာဘူးနိုင်တလာဆိုတော့ဒါ Aston Villa နဲ့ဒီနေ့ညပွဲကတော့ဒါ Club Blue တွေနဲ့ Aston Villa ကိုလုံးဝကိုနိုင်ပြီးတော့ quarter final မှာ PSG နဲ့တွေ့ဆုံအိမ်မက်ကတော့ရှိမှာပေါ့ပါဘူး။ဒါနောက်ဆုံးကျွန်တော်တို့မက်ဒရစ်ဒါဘီအတွက်ကတော့မက်ဒရစ်ဒါဘီဟာရယ်မက်ဒရစ်အိမ်ဝက်မှာ2-1ဆိုရလက်ကိုခံခဲ့တယ်။ဒါကြောင့်မို့ လုံးဝလည်းကိုယ်ပေါ်ခြားချက်ကလည်းမရှိသေးဘူးဆိုတော့ AD ကိုနေနဲ့အများကြီးညှော်လင့်စရာအများကြီးရှိသူရဲ့အိမ်ဝင်အတားချက်နဲ့ရီယယ်မက်ဒရစ်ကိုနိုင်အောင်တော့လူတွေကံဖို့လှုပ်ဆောင်ရမယ်။ဘာတခုကြည့်ရမှာကရီယယ်မက်ဒရစ်ဟာလာလီဂါလိုတခြားတိုင်ပွဲတွေမှာ အချိန်မကောင်းပေမဲ့အခုလိုမျိုးချန်ပီယံလိရဲ့ဆက်ရောက်တဲ့ဆင့်တွေအဲ့လိုမျိုးရှုံးထွက်ဆင့်မှာဆိုတော့ရီယယ်မက်ဒရစ်ဟာလုံးဝ short တက်လို့မရတဲ့အနေအထားမျိုးပါ။သူတို့ရဲ့ပြိုင်ပွဲလိုတော့မလဲတင်စေရမယ့်ပြိုင်ပွဲကချန်ပီယံလိမှာစီပြိုင်ပွဲရဲ့ဘယင်ကလည်း လုံးဝကိုရဲမထွက်ပါလွင်လာကအီဒီကိုအနေနဲ့ရဲမထွက်တဲ့သိဆုံးတဲ့အချိန်မှာအခြားလာလီကာပွဲစဉ်တွေမှာအတားရပြီမလို့ချန်ပီယံလိဆိုတဲ့ကောင်းအောက်ကကစားတဲ့ဒီလိုမျိုးပြိုင်ပွဲမှာဆိုတော့ကျွန်တော်အနေနဲ့တော့အီဒီကိုအင်အင်ဒိုကိုအနေနဲ့အတားရဖို့တော့မဖြစ်နိုင်ပါဘူးကျွန်တော်အမိကတော့ဒီကြပေါ့အီဒီကိုကိုကျွန်တော်တို့ဒီညမှာတော့ရွေးချယ်ကြပါဘူးရဲမထွက်ကိုပဲကျွန်တော်ရွေးချယ်ကြပါတယ်ရဲဘလစ်မှာ အမ်ဘာပေတို့ဗီနီရှက်တို့ရဲ့တက်စီယုံအားဟာကစားဘက်မကောင်းတော်ညာလေးပဲသူတို့ဟာနိုင်ငံတော်ရောက်အောင်ပေါ်ဆောင်နိုင်ငံရှိတဲ့လူတွေ individual skill တွေကအရန်ကောင်းတာဆိုတော့ Indigo ဟာနောက်တန်းပိတ်ဆော့ပေမဲ့အမ်ဘာပေတို့တက်စီကိုတော့သူတွေမတော်နိုင်ဘူး Indigo လက်ရည်တော့ပဲခံကစားနိုင်ပေမဲ့ခံကစားနိုင်ကောင်းခံစားနိုင်မယ်ဒါပေမဲ့ Indigo ရမတွေကိုနိုင်ဘူးတော့မဖြစ်နိုင်ပါဘူးဘာဖြစ်ဖြစ်ကျွန်တော်တို့ဒီမြင့်ရပွဲကတော့ရမတွေကိုပဲကျောင်းကဝွေးချထားရင်လည်း ရမ်မရစ်ဟာတကြပေါ့ဒီတစ်ခုမှတစ်ခုကိုတော့ချန်ပလေးပြိုင်ပွဲမှာလုတ်ပြနေတာဆိုတော့ဒီအီဒီကိုတော့ကျွန်တော်တို့စောယူပါသူတို့ဒီနှစ်ယောက်ပွဲစဉ်ပြည့်စုံရင် quarter final လမ်းကြောင်းကတော့သူတို့ဒီလုံးဝအဖြစ်ဒါထပ်ဖို့ညာနေပဲကြည်နေဟိုဘက်က Aston Villa တက်ဖို့အေးပုံများလို့ Arsenal နဲ့ဒါရမ်မရစ်တော့ရမ်မရစ်အီဒီကိုဆိုရင်အီဒီကိုလည်းပြင်မယ်အဲကြောင့်မို့အာ Arsenal တို့ရမ်မရစ်တို့ နဲ့တွေ့တဲ့တင်းက PSG တို့နဲ့ဟိုဘက်ချမ်းပါတွေ့ဖို့များတယ် PSG ဆိုတော့ကြပေါ့ပြောအနေနဲ့ဒါ season final တိရောဒူတက်မှာအလောကအဲ့အဲ့ကြောင့်ပါပဲတို့ဒီဟိုဘက်က Arsenal တို့ Real Madrid တို့ Atletico တို့နဲ့တဲ့ရတဲ့နဲ့စီမံကစားရမယ်ဟိုဘက်ချမ်းကတော့ Barcelona စောင့်နေတယ် Bayern Munich နဲ့ Inter Milan ကတော့ quarter final မှာတွေ့ကြမယ် Barcelona ကတော့ Dortmund နဲ့ Lille ဒါတွေ့တဲ့တင်းတဲ့တွေ့မှာဆိုတော့ Barcelona လည်းဒီကြပေါ့ season final တိရောဒူတက်ဖို့များတယ် season final မှာဟိုဘက်က Bayern Munich လား Inter Milan လားတော့ ပြေးကြမယ်ဒီနေ့ဒါ channel ပြန်ပွဲကတော့ဟို scene final မှာအတင်းကြီးချိန်ချင်းသေးဖို့ပိုးပြများလို့ final မှာလည်းကျွန်တော်ဒါလီကာကဘာစီလိုနာတို့ရေမထွတ်တို့ဟာ final လမ်းကြောင်းမှာ final မှာတွေ့ဆုံဖို့ကတော့အခြေအနေကောင်းနေပါလေဘာဖြစ်ဖြစ်ရေကုန်စောင်းတော့ရေကုန်စစ်လို့ရှားွယ်နဲ့ကျွန်တော်တို့ကြည့်ရအောင်မဲ့ channel ပြန်ပွဲကြီးဖြစ်ပါတယ်အားလုံးကိုစတင်ပါတယ်မင်လာရှိရောညာချမ်းချင်းကဖြစ်ကြပါစေခင်ဗျာ